မင်္ဂလာပါရှင်စူပါမန်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့နဲ့အတူတသားမင်းမင်းများအတွက်ညီကြပန်းလေးကိုအလွယ်တကူဖန်တီးသွားမှာဖြစ်ပါတယ်ရှင် ိုအပ်တဲ့ပစ္စည်းလေးတွေကတော့အများဆုံးဆက်ကူရေခဲကြောင်ထုတ်တန်ကောမကာဘန်တချောင်းမဲဖြစ်ပါလေရှင်။အခုဆိုရင်မြေတာပန်းလေးတွေကိုစတင်ဖန်တီးလိုက်ကြရအောင်နော်။ပထမဦးစွာဆက်ကူဦးဝါလေးတွေကိုဖိုပတ်ဒီဘက်တစ်လှည့်စီ ခောက်ပေးလိုက်မယ်နော်။ ကဲပြီးပြီဆိုတာနဲ့တလဲစီခောက်ထားတဲ့ဆက်ကူလေးတွေကို ထောက်ဝက်လေးခောက်ပြီးကော်လေးနဲ့ကပ်ပြီးလိုက်ပါမယ်။ဆာရွက်ရဲ့ထိတ်လေးတွေကိုဘေးတံဆောင်ကက်ကြီးလေးနဲ့ညှက်ပေးလိုက်မယ်။ ညက်ပြီးတာနဲ့စာရွက်လေးနှစ်ခုကိုပေါ်လေးနဲ့ပြန်ကပ်ပေးလိုက်ပါမယ်နော်။ကတ်ထားတဲ့ဆာရွယ်လေးတွေရဲ့အောက်ခြေကိုရေခဲကြောင်းတုတ်တံလေးတွေနဲ့ပြန်ကပ်ပြီးလိုက်ပါမယ်နော်။ တရွက်ဘုံစက်ကူလေးတွေကိုဒုံချောင်းလေးမှာကပ်ပေးလိုက်မယ်เนาะအားလုံးပြီးပြီဆိုတာနဲ့ဆစ်ဆရာကောင်းတဲ့အင်ကြာပန်းလေးရပါပြီเนาะကိုသားမင်းကြီးတွေလွယ်လွယ်ကူကူလုပ်လို့ရမယ် DIY လေးတွေကိုအပတ်စဉ်တင်ဆက်ပေးမှာမို့လို့ Superman Channel ကိုလိုက်ရ Subscribe လုပ်ဖို့မမေ့နဲ့เนาะ